တင်ဆက်ပါနိုဝင်ဘာ15ရက်နေ့အတွက် People's Spring ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးတော့ပါမယ်ပါကစ္စတန်မှာတမရနဲ့အတူစစ်တပ်အကြီးအကဲကိုပါရာသပန်ပြည်ထောင်ကင်းလုံခွင့်ပေးတဲ့တဲ့ Epstein နဲ့တမရဟောင်း Clinton ဆက်နွယ်မှုကိုစုံစမ်းပေးဖို့တရားရေးဌာနကို Trump တောင်းဆိုထားတဲ့အကြောင်းရေတက်အကြီးအကဲအယောင်ဆောင်ပြီးအခမ်းအနားတက်ခဲ့တဲ့အမျိုးသားဖမ်းဆီးခံရတဲ့ဖြစ်စဉ်ဒီတဲ့အပြည့်စုံကိုနားဆင်ရမှာဖြစ်ပါရဲ့ရှင်စစ်တပ်အကြီးအကဲကိုရာသပန်ပြည်ထောင်ကင်းလုံခွင့်ပြုဖို့ ပါကစ္စတန်လွှတ်တော်ကအမဲခွဲအတည်ပြုခဲ့ကြောင်းသိရပါတယ်။ပါကစ္စတန်မှာစစ်တပ်ဟာအောဇာအကြီးဆုံးအဖွဲ့အစည်းတစ်ခုဖြစ်ပြီးနိုင်ငံရေးမူဝါဒတွေအပေါ်မှာလည်းခြေလှယ်နိုင်စွမ်းကြီးကြီးမားမားရှိပါတယ်။အခုသတင်းပတ်မှာတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အဆိုပြုချက်တွေကိုလွှတ်တော်ကအမဲပေးဆုံးဖြတ်ခဲ့ပြီးစစ်တပ်အကြီးအကဲအာဆင်မူနာအတွက်နောက်ထပ်လုံပိုင်ခွင့်ပါဝါအသစ်တွေအနှင်းလိုက်တဲ့အပြင်ရာသပံပြတ်တန့်ကင်းလို့ခွင့်ကိုပါပြဋ္ဌာန်းအတည်ပြုပေးလိုက်တာပါ။လွှတ်တော်ရဲ့အတည်ပြုချက်အရမူနာဟာ သူအသက်ရှင်နေသမျှအကာလပတ်လုံးဟန်းစီတာတရားစွဲဆိုတာတွေကိုခံရတော့မှာမဟုတ်ပါဘူး။တစ်ဖက်မှာတော့ဒီကိစ္စဟာအာနာရှင်လန်းစင်စီဥတည်နေတယ်လို့ဝေဖန်မှုတွေလည်းထွက်ပေါ်နေပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပြင်ဆင်သတ်မှတ်ချက်အရပါကစ္စတန်ရဲ့တရားစီရင်ရေးကဏ္ဍမှာကြီးမားတဲ့အမူအရအပြောင်းလဲတွေလည်းရှိလာတော့မှာပါ။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုကိုထောက်ခံသူတွေကတော့ဒီသတ်မှတ်ချက်ကြောင့်စစ်တပ်ရဲ့ဖွဲ့စည်းပုံနဲ့လုံပိုင်ခွင့်တွေမှာပိုမိုရှင်းလင်းပြတ်သားတိကျတဲ့အခြေအနေမျိုးကို ထောက်ပံ့ပေးနိုင်ပြီးမလိုလားအပ်တဲ့တရားရေးအရှုပ်အထွေးတွေကိုရှောင်ကွင်းနိုင်မယ်လို့ပြောပါတယ်။နျူကလ িয়ার လက်နက်ပိုင်ပါကစ္စတန်နိုင်ငံရဲ့နိုင်ငံရေးနယ်ပယ်မှာတော့စစ်တပ်ဟာနောက်ွယ်ကနေအဓိကခြေလှယ်တဲ့အင်အားစုအဖြစ်နှိရှေလာများရပ်တည်နေတာပါ။တခါတလေမှာတော့အဲ့ဒီအာဏာနဲ့လုံပိုင်ခွင့်တည်မြဲဖို့အတွက်စစ်အာဏာသိမ်းတာမျိုးတွေလည်းရှိခဲ့ပါတယ်။အခုဥပဒေအပြောင်းအလဲကတော့ပါကစ္စတန်ဆိုတာအရက်သားနဲ့စစ်တပ်ပူးတွဲအုပ်ချုပ်နေတဲ့နိုင်ငံဆိုတာပိုပြီးမြင်သာသွားစေတယ်လို့ နိုင်ငံရေးအကဲအခတ်တချို့ကပြောပါတယ်။ဖွင့်စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရမှာတော့လက်ရှိသမရဟာလည်းရာသက်ပံပြစ်မှုပြစ်ဒဏ်ကင်းလွန်ခွင့်ကိုခံစားရရှိမယ်လို့သတ်မှတ်ထားပါတယ်။အဒီအစိုးပြချက်ကိုလွှတ်တော်အမတ်၃ပုံ၂ပုံကထောက်ခံမဲ့ပေးပြီးအတည်ပြုခဲ့ကြတာပါ။နိုင်ငံအချို့မှာဒီမိုကရေစီစနစ်နဲ့အညီရွေးကောက်တင်မြောက်ထားတဲ့သမရတွေကိုရာသက်ပံပြစ်ဒဏ်ကင်းလွန်ခွင့်ပြုတာမျိုးရှိနေပြီဖြစ်ပေမဲ့သမရနဲ့ဒန်းတူစစ်တပ်အကြီးအကဲကိုပါအခုလိုအခွင့်အထူးမျိုးပေးအပ်တာကတော့ရှားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်အရ2022ကလေးကပါကစ္စတန်ကြီးတပ်ရဲ့အကြီးအကဲအဖြစ်တာဝန်ယူခဲ့တဲ့မူနာရဲ့လက်အောက်ကိုရေတပ်နဲ့လေတပ်ရဲ့အစီမံခန့်ခွဲခွင့်တွေပါရောက်ရှိသွားမှာပါ။တနည်းအားဖြင့်မူနာဟာလက်နက်ကင်တပ်အားလုံးရဲ့အကြီးမှုအဖြစ်လုံပိုင်ခွင့်ပိုပြီးတိုးမြင့်ရရှိသွားမှာဖြစ်ပါရဲ့ရှင်။ငွေမြတ်ထုတ်မှုတွေနဲ့လူကုန်ကူးမှုတွေကြောင့်နာမည်ဆိုးနဲ့ကြော်ကြားတဲ့စီးပွားရေးလုပ်ငန်းရှင် Jeffrey Epstein နဲ့ American သမ္မတဟောင်း Bill Clinton တို့ကြားဆက်ဆက်မှုတွေကိုစုံစမ်းပေးဖို့ တရားရေးဝန်ကြီးဌာနစီတောင်းဆိုမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ထရမ့်ကိုယ်တိုင်ကလည်းအတိတ်မှာအက်စတိန်နဲ့ရင်းနှီးခဲ့သူတူပါ၂019တုန်းကအချင်းခန်းနဲ့မှကိုကိုကိုအဆုံးစီရင်သွားတဲ့အက်စတိန်ဟာတခြားထင်ရှားကြကြတဲ့အနေငယ်ရေးသမားတွေစီးပွားရေးလုပ်ငန်းရှင်တွေအနုပညာကျေဝွင့်တွေနဲ့လည်းတည်ကျွမ်းခဲ့သူပါ။အသက်မပြည့်သေးတဲ့မင်းကလေးတွေပေါ်လေအမျက်ထုတ်တာလူကွန်ကူရာတွေနဲ့ပတ်သက်လို့ Fstein ကိုတရားစီရင်စစ်ဆေးထားတဲ့အမှတ်တမ်းတွေကို abstain finally လို့ခေါ်ဝေါ်ပါတယ်။အားလုံးကိုအပြည့်အဝမထုတ်ပြန်သေးပဲကန့်သက်ထိန်းသိမ်းထားတဲ့အဲ့ဒီမှတ်တမ်းတွေထဲမှာ Trump နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းပါဝင်ခဲ့ပါတယ်။ဒါပေမဲ့ Trump တမရမဖြစ်လာခင်က abstain ရဲ့မကောင်းမှုတွေမှာဆက်နွယ်ပါဝင်ခဲ့တယ်ဆိုတဲ့အထောက်အထားမျိုးတွေကိုတော့မတွေ့ရသေးပါဘူး။ Trump ကတော့ abstain finally နဲ့ဆက်ဆက်ပြီးသူ့ကိုနာမည်ဖျက်ဖို့ကြိုးစားနေတာမှန်သမျှဟောင်းအတိုက်အခံ Democratic Party ရဲ့နိုင်ငံရေးထိုးနှက်ချက်တစ်ခုသာဖြစ်ပြီး သူကဘာအမှားမှမရှိခဲ့ဘူးလို့အကြိမ်ကြိမ်ပြောထားမှုပါတယ်အခုတော့ထရမ့်ကဒီမိုကရက်တစ်ပါတီကိုစားပြုတ်သမရဟောင်းကလင်တန်နဲ့တခြားဒီမိုကရက်တစ်ပါတီဝင်တချို့က abstain နဲ့အဆက်နွယ်ပတ်သက်ကြတာတွေကိုစုံစမ်းဖော်ထုတ်ပေးဖို့တရားရေးဝန်ကြီးဌာနနဲ့ Federal ထောက်လှမ်းရေး Bureau FBI ကိုတောင်းဆိုထားကြောင်းပြောကြားခဲ့ပါတယ်တရားရေးဝန်ကြီးဌာနကလည်းဘန်တချို့နဲ့ထင်ရှားတဲ့ဒီမိုကရက်တစ်နိုင်ငံရေးသမားတချို့ကတပ်ငယ်မတိုင်းသမားစီးပွားရေးလုပ်ငန်းရှင် abstain နဲ့ ဆက်ဆက်နိုင်ခြေတွေကိုစုံစမ်းရှာဖွေသွားမယ်လို့အတည်ပြုခဲ့ပါတယ်။တရားရေးဝန်ကြီးလည်းဖြစ်တဲ့အရှိနေချုပ်ပန်ပွန်ဒီကသူ့ရဲ့ဝန်ကြီးဌာနဟာစုံစမ်းစစ်ဆေးမှုတွေကို ထိထိရောက်ရောက်လှုံ့ဆော်သွားမယ်လို့ပြောပါတယ်။ Abstain Foundation ကထောင်ထဲချတဲ့ email တွေကို American လွှတ်တော်ကထုတ်ပြန်ခဲ့တဲ့နောက် Trump ကအခုလိုတုံ့ပြန်လာတာပါ။အဲ့ဒီတဲက email ချုပ်မှာ Trump ကိုရင်ညွှန်းထားတာတွေပါဝင်ခဲ့ပေမဲ့တခုခုအပြည့်ရှိပါတယ်လို့လက်စုပ်လက်ကင်တက်တေပြလို့ရတဲ့အချက်လက်တွေတော့မပါဝင်ခဲ့ပါဘူး။ ီမိုကရက်တစ်ပါတီဝင်တွေကတော့ Trump ဟာသူနဲ့ Epstein ကြားကအဆက်ဆက်ရေးအကြောင်းနှစ်နှစ်ချွတ်ချွတ်မေးခွန်းထုတ်တိုင်းရှောင်လွှဲနေတယ်လို့စွပ်စွဲထားပါတယ်။ Trump ကတော့သူဟာ Clinton နာမကပဲ JP Morgan Chase Bank, Vanguard ရဲ့ဝန်ကြီးဟောင်း Larry Summers, LinkedIn 2002, Reid Hoffman တို့ကိုလည်းဒီကိစ္စနဲ့ပတ်သက်ပြီးစစ်ဆေးပေးဖို့ဝန်ဒီစီတောင်းဆိုထားတာပါ။ Hotman က Democratic Party ရဲ့အဓိကအလှူရှင်တူပါ Trump က Epstein ကိုရင်ဟာ Democratic ထောက်ခံသူတူဖြစ်ပြီး လက်ရှိကိစ္စဟာဒီမိုကရက်တီရဲ့ပြဿနာဖြစ်ကြောင်း Republican Party နဲ့မဆိုင်ကြောင်းလူမှုကွန်ရက်မှာရေးသားထားပါတယ်။ဒီမိုကရက်တီအားလုံးက abstain အကြောင်းကိုသိကြကြောင်းဒီတော့မစီမဆိုင်သူ့အပေါ်လာပြီးအယုံဆိုင်ရင်အချိန်မပြုံးတင်ကြောင်းသူမှာနိုင်ငံတစ်ခုကိုစီမံအုပ်ချုပ်ရမယ့်တာဝန်တွေရှိနေကြောင်းလဲ Trump ကဆိုပါတယ်။ JP Morgan Chase Bank ရဲ့ပြောရေးဆိုခွင့်ရအရာရှိတူကတော့ Abstain နဲ့စီးပွားရေးအတူတွဲလုပ်ခဲ့မှုတွေအတွက်အနောက်နိုင်ငံကြောင်းဒါပေမဲ့ သူ့ရဲ့အစိုးရတဲ့လောက်ရက်တွေမှာတော့ဘယ်လိုပါဝင်ပတ်သက်မှုမှ မရှိခဲ့ကြအောင်ဖြေရှင်းပြောကြားထားပါရှင်။ရေတပ်ထိတ်တန့်အရာရှိဟန်ဆောင်ပြီးခက်တတီအခမ်းအနားတက်ခဲ့တဲ့အမျိုးသားတယောက်ကိုဗြိတိန်မှာစစ်ဘက်အရာရှိအယောင်ဆောင်မှုနဲ့တရားစွဲဆိုထားလိုက်ပါတယ်။အသက်64နှစ်အရွယ်ဂျိုနာသန်ဂါလီဟာဝီလ်ပြည်နယ်မြောက်ပိုင်းဒေသခံသူဖြစ်ပါတယ်။သူဟာနိုဝင်ဘာလ9ရက်နေ့တုန်းကဒေသတွင်းမှာရှိတဲ့လာလန်ဒွန်းတို့မြို့မှာကျင်းပတဲ့ ပထမကဘာစစ်ကြောက်ဆုံးစစ်သည်များအောက်မေ့မှုအခမ်းအနားကိုရေတပ်တင်တော်ပတိပွဲတပ်ယူနီဖောင်းဝတ်ပြီးတက်ရောက်ခဲ့တာဖြစ်ပါတယ်။လူမှုကွန်ရက်မီဒီယာပေါ်မှာပြန့်နှံ့လာတဲ့ဓာတ်ပုံတွေထဲမှာတော့ကာလီဟောင်းကိုတိုင်းနဲ့တိတ်မကိုက်တဲ့နတ်ပြာရောင်ယူနီဖောင်းကိုဝတ်ဆင်ပြီးရင်ဘတ်မှာလည်းဂွန်ပြုတ်စုတွေကိုချိန်ဆွဲထားခဲ့တာတွေ့ရပါတယ်။နောက်တော့ဝီလ်ရဲတပ်ဖွဲ့ကသူ့ကိုအခွင့်မရှိဘဲစစ်တပ်ယူနီဖောင်းဝတ်ဆင်မှုနဲ့ဖမ်းဆီးပြီးစွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ကာလီကိုထိန်းသိမ်းခဲ့တယ်ဆိုတဲ့ကိစ္စကိုဝီလ်ရဲတပ်ဖွဲ့က နိုဝင်ဘာလ14ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။သူစီကနေရေတက်တင်တော်ပတိဝတ်စုံရွှေချီထိုးအရာရှိအုပ်ထုံးနဲ့ရောင်စုံဂွန်ပြုစုတစိ12ခုကိုတင်စီရရှိခဲ့တယ်လို့ဆိုပါတယ်။အရေးကြီးအခမ်းအနားတစ်ခုမှာတကယ့်အရာရှိမဟုတ်တဲ့လူတစ်ယောက်ကစစ်ပတ်အရာရှိကြီးပုံစံနဲ့တက်ရောက်ခဲ့တယ်ဆိုတာကလူတို့ကိုစိုးရင်စိတ်ပူစေမယ်ဆိုတာကောင်းကောင်းနားလေကြောင်းရဲတပ်ဖွဲ့ကပြောပါတယ်။ကာလီကိုလာမည့်ဒီဇင်ဘာလ17ရက်နေ့ကျရင်ပထမဆုံးရုံးထုတ်ဖို့အစီအစဉ်ထားပါတယ်။ သူဘာကြောင့်အခုလိုလုပ်တယ်လဲဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူး1894 uniform at ubre ရစစ်မှုထမ်းမဟုတ်ခဲ့ဘူးဆိုရင်တီးကြောက်ခင်ပြချက်မရပဲဘယ်သူမှအစ်စ် uniform ဝတ်ခွင့်မရှိဘူးလို့ပြဋ္ဌာန်းထားပါတယ်ဂျူးလွန်သူဟာဒန်ငွေစတာလင်ပေါင်းတစ်ထောင်အထိချောက်မှတ်ခံရနိုင်ကြောင်းလည်းသိရပါတယ်ရှင် People's Spin ကနောက်ဆုံးရရှိလာတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှင်